တော်ရရှင်များလုံးမဲ့မင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာမောင်နှင်းပန်းရဲ့တန်ရောစဉ်ဘာသာစကားဆိုတဲ့ဝတ္ထုတို့ကိုနားဆင်ရမှာဖြစ်ပါတယ် င်မိုးကတအုံးအုံးမြည်ဟီကအာဂျူမတက်နှင့်မစဲတန်းရွာနေသည်ပဝင်းကျင်ရှိတက်ရှိများအလုံးအိမ်မောကြနေသလိုလှုပ်ရှားမှုမဲ့နေသည်အမှန်ဆိုရလျင်တဏီကုံတဏီကံပင်မန်းထားသောကြောင့်ကျွန်တော်မျက်ခုံတွေလည်းလေးလံနေပြီဖြစ်သည်သို့သောကျွန်တော်ဖတ်ရှုနေသောစာအုပ်ကစက်သိန်းငန်းသို့ရောက်ရှိနေသဖြင့်ဇွဲနှဘဲနှင့်ဖတ်နေရသည်ဇနီးဖြစ်သူကတော့ကျွန်တော်အနားတွင် တုံလုံးလှဲနေသည်အပြင်ဘက်တွင် လေးကတစ်ချက်တစ်ချက် ခက်ဆက်ဆက်တိုက်လိုက်သောကြောင့်မိုးတန်တို့ကပြင်းလာလိုက်ပျော်သွားလိုက်ဖြစ်နေသည်ထိုအချိန်တွင်အိမ်အောက်မှဒုတ်တုတ်ဟူသောအတန်တစ်ခုကိုပီပီတတာကြားလိုက်ရသည်ဇနီးဖြစ်သူကကျွန်တော်ကို အထိတ်ပဲပါပါလှမ်းကြည့်သည်ကျွန်တော်ကဖက်လက်ဆာစာအုပ်ကိုလက်ညှိုးခံပိတ်ပြီးအာယုံကိုအိမ်အောက်သို့ပို့ကာအတန်ကိုနားဆွင့်နေလိုက်မိသည်စနီးတဲ့ဤမျက်ဝန်းထဲတွင် ရုတ်တရက်ကြားလိုက်ရသောအိမ်အောက်ကအတန်းညောင်းစိုးရိမ်ထိတ်လန့်မှုများ ကြောက်ရွံ့မှုများ ဝေခွဲမရဖြစ်မှုများပါဝင်နေသည်ကို ကျွန်တော်ကောင်းကောင်းသတိထားမိသည် ထို့ပြင်သူကတခုခုပြောရန်ပါဆက်ပြင်လာသောကြောင့်ကျွန်တော်ကလက်ညှိုးကိုနှခမ်းတွင်ကပ်ခါရှူတိုးတိုးဟူသောအမူအရာကိုလှုပ်ပြလိုက်ရသည်ပြီးနောက်အိရှေနာတွင်ခက်ရော့ရော့ထောင်လျက်ရှိသောအဝိရှော်ဒုတ်ကိုစက်ခနဲကြည့်လိုက်မိသည်ဤဒီကိုရိပ်မိပုံရသောဇနီးတဲကအဟန်းအဟန်းဟူ၍အတံပြုတ်လိုက်သည်ထိုအချိန်တွင်ခုနကကြားရသော ဒုတ်တုတ်ဟူသည့်အတန်ကိုထက်မှန်း၍ကြားလိုက်ရပြန်သည်ဇနီးဖြစ်သူကယင်တစ်ခုလုံးနိုင်ကြီးမြင့်ကြီးဖြစ်လောက်အောင် အသက်ကိုပြင်းပြင်းရှူကာပြုကျဲဝိုင်းဆက်နေသောမျက်ဝန်းအစုံဖြင့်အထိတ်တလန့်ကြည်လာပြန်သည်ထိုအကြည့်ထဲတွင်ဘလို့လောက်ကြမလဲဟူသောအထိတ်ပဲမျိုးတွေလည်းရောနော်ပါဝင်လာသည်ကိုသတိထားမိသည်သို့သောဒုတိယကြိမ်ကြားလေရသောအတန်ကြောင့်ကျွန်တော်အနေငယ်စိတ်အေးသွားပြီဟုဆိုနိုင်သည် ထိုအတန်ကိုကျွန်တော်အတိညာတချို့တဝက်နှင့်တရုတ်ခွဲကြည့်တော့တခိုးကန်နေ၍မြည်သောအတန်မျိုးမဟုတ်ပျော်ပြောင်းသောအရာဝတ္ထုတစ်ခုနှင့်အိမ်နိုင်ကိုတိုးတိုင်မိသောကြောင့်မြည်လာသောအတန်ဟုခန့်မှန်း၍ရသည် ထို့ကြောင့်ကြောက်စိတ်အချို့ဖြင့်ထွေးလုံးရစ်ပန်နေသောဇနီးတဲ့ကိုမစိုးကြင်ရန်ပြောဆိုပြီးလက်နေတမီးကိုယူကာအိမ်အောက်သို့ဆင်းလာခဲ့ရသည် ကျွန်တော်တို့အင်္ဂလိပ်သည်အညာကျေးလက်တွင်အဆောက်များသော ခြေတန်းရှိအိမ်မျိုးဖြစ်ပြီး ိမ်အောက်တွင် အကာယံမဲ့ကလူတရက်စားကန့်လွတ်နေသည်ထို့ကြောင့်တိရစ္ဆာန်များဟိုဝင်သည်ထွက်သွာလာလှုပ်ရှားနိုင်သည်ကျွန်တော်သည်ဆွေးမြေ့စပြုနေသောလှေကတင်များကိုတတိထားနေရင်လက်နေတက်မီနှင့်အတန်လာရာစီတို့ထိုးကြည့်လိုက်မိသည်မျောလင့်ထားသည့်အတိုင်းအိမ်ဤအလဲတိုင်းနားတွင်အေးလူလူဝင့်နေသောခွေးတကောင်ကို တွေ့လိုက်ရသည်ထိုခွေးသည် ရှေ့လက်နှစ်ဖက်ပေါ်သို့ခေါင်းကိုတင်ကာမေးစင်းနေရာမှာ မိအောင်ကြောင့်ကျွန်တော်ရှိရာကိုဖျက်ခနဲမော့ကြည့်သည်ပြီးနောက်ငကိုတိုင်းရှစ်လက်နှစ်ဖက်ပေါ်ခေါင်းတင်က ပြန်လဲ၍မှေးစင်းသွားပြန်သည်ကျွန်တော်သေးသေးချာချာသတိထားကြည့်တော့ထိုခွေးဤခေါင်းနှင့် အိမ်ဤအလဲတိုင်းမှာအလွန်နီးကန်နေသောကြောင့်သူဤခေါင်းနှင့်တိုးတိုက်မိနေခြင်းဖြစ်လိမ့်မည်ဟုနားလည်လိုက်သည်ထို့နောက်အိမ်ရောက်ထက်တွင်ထားလေရှိသောစပိန်နှင့်အခြားပစ္စည်းများကိုဓမီးနှင့်ထိုးကြည့်ရင်းအိမ်မော်သို့ပြန်တက်လာမိသည် အိမ်မော်ရောက်တော့ဇနီးက ဘာလဲဟူသောမျက်လုံးမျိုးနှင့်မော့ကြည့်နေသည်ကျွန်တော်ကလက်ထဲမှဓမီကိုစပွဲပေါ်လှမ်းတင်ရင်းခွေးပါကွာသူ့ခေါင်းနဲ့အိမ်တိုင်တိုက်မိတာပါဟုဆိုလိုက်ရသည် မျက်စိနှလုံးဖွင့်လိုက်သည်နှင့်တပြိုင်နက်အထိတ်တလန့်ဖြစ်ခဲ့ရသည်ညကစိတ်ခံစားမှုတို့ကို ဖြတ်ခနဲသတိရမိသည်ထို့နောက်အိယာမထကာအိမ်အောက်သို့ဆင်းလာခဲ့မိသည်ညကအညှိုးတကြီးရွာခဲ့သောမိုးကအခုတော့ခြေကုန်လက်ပန်းကျသွားဟန်ဖြင့် အနှဲငယ်တန့်ရက်နေသည် သို့သော ကောင်းငင်တွင်မိုးသားတိမ်လေးတို့ကအလုံးရင်းနှင့်နေရာယူနေတော့အိမ်ရှိရေစီနားအရောက်တွင် ကျွန်တော်ကသွားတိုက်ရန်ပြင်ဆင်ရင်းအိမ်အောက်သို့လှမ်းကြည့်လိုက်တော့တိုင်နာကခွေးသည်ညတော့ငါတိုင်းရှိနေသေးသည်ဒါသည်ပုံမှန်မဟုတ်တော့ဟုကျွန်တော်စိတ်ကအလိုလိုသိလိုက်သည် ပုံမှန်အားဖြင့်ဆိုရလျင် ထိုတရဝါသည်ဒီနေရာတွင် ရှိเสียဘာအကြောင်းမှမရှိတဘာဝလျောက်တွားနေလာနေရမည် ထို့ကြောင့်ကျွန်တော်ကစူးစမ်းသည့်အနေဖြင့်သွားတိုင်ရင် သူ့အနားကိုရှောက်သွားမိသည်အနားရောက်သွားတော့သူကကျွန်တော်ကိုမော့ကြည့်သည် သူ့အခြေအနေမှာကျွန်တော်အတွက်မသင်္ကားစရာဖြစ်လာသဖြင့်အနားပတ်ဝန်းကျင်တွင်ဒုတ်ခဲအဆရှိသောအရာဝတ္ထုတစ်ခုခုကိုလှဲ့ပတ်ရှာနေမိသည်ထို့နောက်လက်မသားသားလောက်ရှိသောအုတ်ခဲအဆကလေးတစ်ခုဖြင့်စက်ခနဲပစ်လိုက်မိသည်ခဲလုံးလေးကသူ့ကိုတဲ့တဲ့မှန်သွားတော့လဲသူကနေရာမှမရွေး ခေါင်းကိုအနှဲငယ်မက်ခါတစ်ဖက်သို့လှည့်သွားသည် ထိုခွေးဤအရွယ်မှာတိတ်ကြီးကြီးမားမားတော့မဟုတ်ခွေးပြိုကလေးတကောင်အရွယ်လောင်းဟုဆိုနိုင်သည်အမွှေးရောင်မှာအနီရောင်မွဲမွဲဖြစ်ပြီး အကွက်ကြားဟု၍ဂုံနာစီမှအဖြူကွက်ကလေးတစ်ခွက်သာပါသည်ကျွန်တော်ကသူ့တကိုယ်လုံးခြုံကြည့်ရင်းခြေနောက်စီကိုအကြည့်ရွှေ့တော့ခါအောက်ပိုင်းတစ်ခုလုံးလှုပ်ရှားနိုင်ပုံမပေါ်ထို့ကြောင့်သူ့ကိုကားတိုက်သွားသည်လား ို့မဟုတ်တစုံတယောက်ယောက်ကခက်ပြင်းပြင်းရိုက်နှက်လိုက်သည်လားရုပ်စွာဆုံးအချင်းချင်းကြိုက်ကြရာမှစူးစူးရွာရွာထိကြိုက်သွားသလားအဆရှိသည့်အတွေးများကကိုညက်တစ်ခုလိုကျွန်တော်အသိစိတ်တစ်ခုလုံးကို ဖြန့်ကျက်အုံမိုးစာပြူလာသည်ထို့နောက်ကျွန်တော်၏အသည့်တရားတို့ကအတားဆီးမဲ့လွင်ပန်းနေရာမှပြန်လဲစူးစီးမိခြင်းတွင် ကိုတိုင်တော်သတိမထားမိလိုက်မီတော့ပဲဇနီးဖြစ်သူကိုလှန့်ခေါ်မိရသားဖြစ်သွားသည် မိမကြီးဟေးမိမ ဟေးဟူသောတုံ့ပြန်သံနှင့်တူလှေကားမှအပြေးဆင်းလာသည့်ကျွန်တော်ဇနီးကအနားရောက်လာတော့စိုးရင်တော့ကမကင်းဟန်ဖြင့်အထိတ်တလန့်မေးရှာသည်။ဘာလဲဘာဖြစ်လို့လဲဟင်ကျွန်တော်ကခွေးရှိရာကိုမင်းငော်ပြလိုက်တော့သူလဲလိုက်ကြည့်သည်။အဲ့ဒါဒို့အတွက်တော့ဒုက္ခပဲမိမကြီးဒီကောင်ကားတိုက်ခံထားရတာလားအရိုက်ခံထားရတာလားမသိဘူး။အောက်ပိုင်းတစ်ခုလုံးသေနေပုံရတယ်။ကျွန်တော်ပြောနေသောစကားတန်ကြောင်လားမသိဘူး။ ထိုသရဝါကမှုန်မှိုင်းနေသောမျက်လုံးမျိုးဖြင့်တစ်ချက်မော့ကြည့်သည်ပြီးနောက်ထုံးစံတိုင်းရှေ့လက်နှစ်ဖက်ပေါ်မေးတင်ကအေးအေးလူလူဖြင့်ပြန်လဲညင်သက်သွားသည်ဘာပဲဖြစ်ဖြစ်ဒီကောင်ကိုတို့လက်ခံထားလို့မဖြစ်ဘူးကွာမတော်တဆဒီနေရာမှာတည်သွားခင်ရင်လည်းအလုတ်ကပူလာဦးမယ်မဖြစ်ဖြစ်တဲ့နီးနယ်သာမောင်းထုတ်ပစ်လိုက်ကျွန်တော်စကားအဆုံးတွင်ဇနီးတွေကခေါင်းတစ်ချက်ကိုညိတ်ခါအနီနာဝင်းကျင်တွင်လက်နက်တစ်ခုခုကိုလှည့်ပတ်ရှာနေသည် ကျွန်တော်လဲနေရာမှခွာက ရေစီထဲတွင်ရေတစ်ခွက်ခဲရင် ပလုတ်ချင်းကခွေးကိုကြည့်လိုက်ဇနီးဖြစ်သူကိုကြည့်လိုက်နှင့်တလဲစီကြည့်နေလိုက်မိသည်ကျွန်တော်ဤပင်ကိုဗီဇရာတိရစ္ဆာန်တွေကိုလုံးဝမခင်တွေ့တန်းတိတိကျကျဝန်ခံရလျင်ခမန်းရခက်သော ခွေးမွေးအဆရှိသောသတ္တဝါများကိုပို၍ကြောက်တတ်သည်အထူးသဖြင့်ဒီလိုခွေးဝဲစားမျိုးကိုကြည့်မရနိုင်ထို့ကြောင့်ကျွန်တော်တို့အိမ်တွင်တကောင်တမီးမှမွေးမထား ပို၍တေချာသည်ကယခုလိုတောင်ဝင်မျိုးကိုလည်းလုံးဝမယူနိုင်ကျွန်တော်မျက်နှာတစ်ပြီးသောအခါဇနီးတွေကခြံတိုင်းမှဝလုံးခက်ဆွေးဆွေးတစ်ချောင်းကိုဆွဲဖြုတ်လာသည် အနားရောက်တော့ကျွန်တော်ကိုလှမ်းပေးလိုက်သည်အထိတ်ဘဲကမောင်းထုတ်စေးချင်းလျင်ကျွန်တော်ဘာသာမောင်းထုတ်လိုက်ဆိုသည့်တဘောကျွန်တော်ကဝလုံးကိုစက်ခနဲဆွဲယူကခွေးရှိရာကိုလှမ်းသွားတော့ထိုတတော်ကဘကွက်အာနာသားတယောက်ကိုတွေ့လိုက်သလိုမျက်လုံးမျိုးဖြင့်ကျွန်တော်ကိုအထိတ်တလန့်လှမ်းကြည့်နေသည် ထိုအကြည့်နောက်တွင် ကျွန်တော်သူ့ကိုအလိုမရှိမှန်းတိတိကျကျတိလိုက်ရသည့်အနေဖြင့်ရှေ့လက်နှစ်ဖက်ကိုအာယူ၍ကျုံထရန်ပြင်သည်သို့တော်သူ၏အာထုံမှုမှာအရာမထင်ပဲဤဤဟူသောညဉ့်ညူသံတချို့ကသာ သူရင်တွင်စီမှခက်ခက်ခဲခဲထွက်ကြလာသည်ရှေ့လက်နှစ်ဖက်ကိုမြေပေါ်တွင်တိတိပပထောက်ကန်ထားနိုင်တော်လဲခြေောက်တွေကလုံးဝလှုပ်မလားလေးလံလွန်သောဝင်းတို့ဝင်းဘိုးတို့ခုကိုကြားကန်ဆွဲနေရသလိုဖြစ်နေသည် ကျွန်တော်ကမတီသားစိုးဝါးစွာဖြင့်ဝလုံးကိုကန်ရင်တစ်ချက်ရွေးလိုက်သည်ထို့နောက်မရိုက်ဖြစ်တော့ဘဲဝလုံးဤအဖျားနှင့်ဆက်ခနဲတစ်ချက်ထိုးလိုက်သည် ရှေ့လက်ပြင်အောက်ကိုထီသွားသောကြောင့်သူကကျွန်တော်ကိုနောက်ထပ်တစ်ကြိမ်မော့ကြည့်ပြန်သည်ထိုမျက်လုံးစုံကိုမြင်လိုက်ရသောအခါကျွန်တော်ယင်ကိုခက်ပြင်းပြင်းလှုပ်ခါသွားသည်လိုလိုကျိုးတစ်ချောင်းနဲ့တင်းတင်းမာမာ ရစ်ဘက်ခံလိုက်ရသည်လိုမုန်းကြက်နွမ်းလျသွားစေသည် တေချာဒီကထိုတတော်ဤမျက်လုံးများတဲ့တွင် ကျွန်တော်ကိုယ်တိုင်နားလည်ခံစားနိုင်စွမ်းသောအထိပ်ပဲများတင်ဂေတများတိသားစွာယောနောပျော်ဝင်နေသည်ကိုလည်းသတိထားမိသည်သူအကြည့်တဲ့တွင် စိတ်ပြတ်မှု အားငယ်မှုစိုးရိမ်ထိတ်လန့်မှုအတနာခံမှုနှင့် သူကိုယ်တိုင်ဤဝိဒုက္ခထွတ်အမလိုအမရဖြစ်မှုတွေကတတိတန်းကြီးပါဝင်နေသည်ကို တွေ့လိုက်ရသည် ကျွန်တော်ကိုယ်တိုင်ကတရိတ်ဆန်တကောင်ဤမျက်ဝန်းအစုံကိုအကဲဖြတ်ရာတွင် ရှင်ထဲမှာဂိယုနာစိတ်ရဲ့အစွန်းထွက်မှုကြောင့်ကြံ့ကြံ့ဖန်ဖန်တွေးထင်နေသည်လားသို့မဟုတ်သူဤခံစားချက်ကို ကိုကျင်းစာကနက်နက်ရှိုင်းရှိုင်းနားလည်ခံစားပေးနေသည်လားတိရိစ္ဆာန်တကောင်ဤအတနာခံမှုကို လူသားစစ်စစ်ဖြစ်သည့်ကျွန်တော်လူလူတစ်ယောက်ကလစ်လျူရှုထားသင့်သလားအဆရှိသောဒရိဟာများကြောင့်လက်ထဲရှိ ဝလုံးဖြင့်နောက်တစ်ကြိမ်ထထိုးရန် ပြင်ဆင်နေမှုမှာအရာမထင်တော့အနာရှိဇနီးတွေကကျွန်တော်ကို ကြည့်လိုက် ထိုတတဝါကိုကြိလိုက်နှင့်နားမလည်နိုင်သလိုဖြစ်နေသည်ကျွန်တော်ကလက်ထဲရှိဝလုံးကိုခက်လန်းလန်းသို့ပြစ်လို့ရင်တက်ပြင်းကိုသာမနိုင်မနှင်းတွန်းချလိုက်ရသည်ရှင်내တွင်လည်းအဆုတ်ကြွက်သားတို့ကကောင်းကောင်းအလုတ်မလုတ်တော်သလိုမောဟိုက်နွမ်းလျနေသည်တေးကြသည်ကမြည်သူအမျှတုံ့ပြန်နိုင်စွမ်းမရှိသောဒီလိုတတဝါမျိုးကိုလက်နက်အားကိုးနှင့်အနိုင်မယူခြင်းတော့ထို့ကြောင့်ဇနီးဖြစ်သူအားခက်တိုးတိုးဆူလိုက်ရသည် ငါမမထုတ်ရက်တော့ပါဘူးကွာ နေပါစီတော့သူ့ထိုင်နေသူ့ကံပေါ့တတ်နိုင်တဲ့လောက်အစာလေးပါလေးကျွေးပါကွာသူ့ကိုကြည့်ရတာလဲတိတ်ကြကြနေရတော့မှာမဟုတ်ဘူးအိမ်မှာငါမရှိတော့မတော်တဆတည်သွားရင်လဲရက်ွက်ထဲကတယောက်ယောက်ကိုအကူညီတောင်းပြီးချောင်းမှာဖြစ်ဖြစ်တို့အိမ်နောက်ဖေးမှာဖြစ်ဖြစ်ပြစ်ခိုင်းမြုပ်ခိုင်းလိုက်ကွာထိုနေ့မှစ၍ဇနီးတဲ့အတွက်အလုပ်တစ်ခုပိုလာပြီးကို ကျွန်တော်ကောင်းကောင်းသိနေခဲ့သည် မနေ့တခါညတခါဆိုသလို ထမင်းကြံဟင်းကြံကလေးတွေကိုကြကြနတ်နတ်နေဖက်ခါသူ့ရှေ့ရှိပကံများအဟောင်းထဲတွင်ထည့်ပေးခြင်းထညက်သည် ခွေးတို့၏ယောဂအချို့ကိုပျောက်ကင်းစေသည်ဟူသောပဝင်းခြင်းဤပြောစကားများကြောင့်တနေ့လျင်ထညက်ခဲသုံးလေးခဲကိုကျွေးမွေးခြင်းအစရှိသောတာဝန်ဝတ္တရားများကို စေတနာလျောက်လုပ်ကင်နေရတော်သည်ကျွန်တော်ဒီလဲအိမ်ပေါ်မှဆင်းတိုင်းတတိုင်းသူ့ကိုဂယုတဆိုင်နဲ့ကြည်ပြနေသည်တိုက်ဆိုင်ဒီပဲလားကျွန်တော်စိတ်က ထင်းနေရွေးပဲလားမသိ လှမ်းကြည့်လိုက်မိတိုင်းသူ့မျက်ဝန်းများနှင့်မကြာခဏရင်ဆိုင်ရတတ်ပါသည်ထိုမျက်ဝန်းများထဲတွင်ကျွန်တော်ကိုတောင်းပန်သောအတနာခံသောကျေးဇူးတင်သောအထိပ္ပယ်များတိတိသားသားပါဝင်နေတတ်သည်ကိုကျွန်တော်ဤမသိစိတ်ထဲမှကြည်ကြည်နက်နက်လက်ခံထားမိသလိုဖြစ်နေသည်တခါတရံတွင် ကိုကိုကိုပင်သတိမထားလိုက်မိစေပဲသူ့ကိုပြုံး၍ပြလိုက်မိသောအချိန်များလည်းရှိလာတတ်သည်ထိုအခါမျိုးတွင် ကျွန်တော်ဇနီးကပြုံးတုံတုံနှင့်ဆူတတ်သည် ငါယောက်ျားတယောက်စိတ်မှမှန်သေးရဲ့လားမသိဘူးပြုံးပြပြရှာလို့ခွေးကိုမြတ်သွားပြီးပြုံးပြရတယ်လို့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဇနီးမောင်နှံဤជីနူးမှုကိုစီမှာထိုတတော်ဝါစီတို့ညင်သာစွာစီးစင်းနေကြသည်ကိုတော့ဝန်ခံရမည်ဖြစ်သည်မနီနီဝင်ဒီခွေးကဘလို့ဖြစ်နေတာလဲအိမ်အောက်မှာမျိုးသမီးတယောက်ဤအတန်ကိုအိမ်ပေါ်မှာအတိုင်းသာကြားလိုက်ရသည် ကားတိုက်ခံထားရလို့လားမသိပါဘူးတင်းတင်းရဲ့အောက်ပိုင်းသေးနေရှာတယ်။သူတို့ဤပြောစကားတွေကို နားထောင်ရင် လူတန်ကြားလျင် လူရိပ်မြင်လျင်မော့မော့ကြည့်တဲ့သောသူမျက်လုံးတွေကိုကျွန်တော်အာယုံတွင်ပြည့်မြင်လာသည်။ထိုအချိန်တွင် ပထမမျိုးသမီးဤစကားသံများကနားစီကိုထက်မှန်၍ရိုက်ခတ်လာပြန်သည်။ဟာမနီနီဝင်းရေဒီခွေးကိုကျမမြင်ဘူးပါတယ်လို့အောင်းမိနေတာ။ ဒါဟိုဘလန်းထိတ်ကကိုစိန်ဝင်းတို့အိမ်ကခွေးပဲတိတ်ကြိုက်တာနော်ကြည်လဲလုတ်အိုးဟဲဟုတ်လားဒုက္ခပါပဲတင်းတင်းရဲ့ငါယောက်ျားကတနာလို့အစာလေးပါလေးကျွေးပါဆိုလို့ငါတော်ကျွေးနေရသေးတယ်မတော်တဆအစာသွားကျွေးတော့လက်ကိုလှမ်းကိုက်လိုက်မှဖြင့်ဒုက္ခကြည်လဲလုတ်အိုးနော်ကိုစိန်ဝင်းတို့ကခွေးတာမွေးထားတာဘာတော်ဝင်းမှယူတာမဟုတ်ဘူးသူတို့လမ်းထဲကကရင်လေးဖိုးခွားကိုကိုက်လိုက်တာဟိုမှာကုံလိုက်တာတောက်တောက်လေး ခွေယူပြန်ကာကွယ်ဆေးကို SSC မှာသွားထိုးရတာ3000တောင်အေးအေးငါလဲငါယောက်ျားကိုပြောထားအောင်မဒီခွေးကလည်းနေကောင်းတာမဟုတ်ဘူးစိတ်မထင်လို့ထကိုက်လိုက်ရင်ကို့မကကုံစရာရှိတာမဟုတ်ဘူးအိမ်အောက်ကအတန်တွေတိတ်သွားသည်ထိကျွန်တော်နားထောင်နေမိသည်စိတ်ထဲတွင်လဲဒီကောင်ကိုမောင်းထုတ်ရလျင်ကောင်းမည်လားသူ့သခင်ဖြစ်သည့်ကိုစိန်ဝင်းကိုအကြောင်းကြားလိုက်ရလျင် ကောင်းမည်လား သို့မဟုတ်ဒီတိုင်းပဲဆက်၍ထားရလျင် ကောင်းမည်လားဟုဝေခွဲမရနိုင်အောင်ဖြစ်နေသည်ထို့ကြောင့်အင်းအောက်သို့ဆင်းလာရင်သူ့ကိုလှမ်းကြည့်လိုက်တော့၎င်း၏မျက်လုံးတွေကခါတိုင်းတက်ညှို့ငယ်နေသည်ယောင်ထင်ရသည်ကျွန်တော်ကိုမြင်တော့ဇနီးဖြစ်သူကတခုခုပြောရန်ပြင်လိုက်သဖြင့်ငါကြားပြီးပြီဟုသောသဘောနှင့်လက်ကပြလိုက်ရသည်ပြီးနောက်ခွေးရှိရာသို့လှမ်းသွားပြီးစိတ်မသက်သာစွာဖြင့်ကြည့်နေလိုက်မိသည်သူကလည်းကျွန်တော်ကိုပြန်ကြည့်ရင်း အေးလူလူပြန်လဲနေပြီးမျက်လုံးကိုပါမှေးထားလိုက်သေးသည်ကျွန်တော်ကတပြင်းကိုချကမင်းရဲ့သမိုင်းကြောင်းကလည်းမကောက်ပါလားကွာတို့အိမ်ကိုလာတာကောင်းကောင်းမလားပဲနမဲဆိုးကြီးနဲ့ရောက်လာတာဆိုတော့ငါတို့တော့မင်းကိုမယုံရဲသလောက်ဖြစ်လာတယ်မတော်တဆမြန်မင်းကဇာတိပြလာရင်တော့ငါတို့မိသားစုအတွက်မတွေးဝင်စရာပဲကွာအယူတယောက်လိုစကားတွေကိုတဖက်ဖက်ပြောနေတော့ကျွန်တော်ကို ူကနောက်တစ်ကြိမ်ခေါင်းထောင်ထလာကမမိတ်မတုံကြည်နေသည်ဇနီးတွေကနားမလည်နိုင်သောအမူအရာများနှင့်လှမ်း၍အကဲခဲရင်းကျွန်တော်ကိုသတိပေးသည်အနာမကန့်နဲ့နော်လှမ်းကြိုက်လိုက်အောင်မေတတန်လုံးစေတနာတန်တန်နှင့်ကြွေးမွေးလာခဲ့သောကျွန်တော်တို့ဤစေတနာတို့သည်ကာမလေးလာပြောသောစကားတခုဤနောက်တွင်အငွေ့ပြန်ပျောက်ကွယ်ကုန်ပြီလားဒီတနဝါကလူတွေကိုကြိုက်ခဲ့သည်ဆိုတာသိကြရဲ့လား သူ့နောက်ကြောင်းမကောင်းငယ်ဘူးဆိုသည့်စကားတစ်ခုနဲ့နှင့်ကျွန်တော်တို့ကသဘောထားပြောင်းရမည်ဆိုလျင်လဲလူတို့မှာရှိသင့်ရှိအပ်သည့်မေတ္တာစေတနာတို့ကိုလစ်လျူရှုရာကြလိမ့်မည်ထို့ကြောင့်ကျွန်တော်ကဇနီးဖြစ်သူ၏စကားကိုဂရုမထားဘဲသူ့ခေါင်းလေးကိုဖွက်ဖွာလေးကင်လိုက်သည်သူကရန်လိုဟန်မပြာမျက်လုံးကလေးကိုမှေးစင်းကအသာမှိမ့်နေသည်ကျွန်တော်ဤလက်အစုံကသူ၏ဥကောင်းစီမှရှောစင်းကလက်ဘင်းကိုပုတ်သက်ပေးနေတော်လဲငြိမ့်နေသေးသည် နောက်ဆုံးတွင်၎င်း၏လက်ပြင်းမှတဆင်အနှဲငယ်လျှောဆင်းသွားတော့မှသူစီကအီအီဟုသောညီတံကိုတစ်ချက်ကြားလိုက်ရသည်ပြီးနောက်မျက်လုံးကိုဖွင့်ကြည့်ရင်းပြန်မှိတ်သွားပြန်သည်ထို့နောက်ကျွန်တော်ကထံယာမှထကာဇနီးတဲ့အာဒီကောင်ငါတို့စေတနာကိုနားလည်ပုံရပါတယ်ကွာမင်းကိုအန်ရည်ပြုတ်မယ်မထင်ပါဘူးဟုဆိုလိုက်ရသည်ထိုနေ့မှစ၍နောက်ထပ်၃-၄ရက်တွင်သူ၏ကျမ်းမာရေးအခြေအနေမှာပို၍ဆိုးလာပုံရသည် ညဘက်များတွင်မချိမဆန့်ညီးသွားနေသောတဲ့ဤဤအတန်ကိုစိတ်မချမ်းမြေပွဲကြားနေရသည်နေ့စဉ်နဲ့မျှကျွေးနေသောအစာကိုပင် ကောင်းကောင်းမစားတော့ရင်တလောင်းလောင်းနှင့်ပုံတရံမပြန်တခါတရံတွင် အချားခွေးတကောင်ကောင်က ရောက်ရှိလာပြီး သူ့ကိုအမျိုးမျိုးမန်ဖီရန်လုတ်ခါလူရက်စားတော့သွားတတ်သည်တခါတရံတွင်ကြွက်တွေကဟိုပြေးသည်လွှားဖြင့်သူ့အစာတွေကို အတင့်ရဲစွာလူ၍ချီသွားတတ်ကြသည် သူကတုံ့ပြန်မနေတော့ဘဲအခြားသောတရဝါတို့ဤအနိုင်ကျင့်ရက်ဆက်သမျှတို့ကိုလည်းတီးခံမြို့သိရင်ဒီတိုင်းကြည်နေသည်ကိုကျွန်တော်သတိထားမိလာသည်ထိုနေ့ကမိုးသည်ကြီးမားသောဒုရေဖြင့်လောကတွင်းသို့ရက်ရက်ဆက်ဆက်ကျဲပန့်နေသည်လမ်းမာများပေါ်တွင်လည်းလူသွားလူလာကျဲပါနေသည်တခါတည်းရန်မှသာ လူတစ်ယောက်စာနှစ်ယောက်စာတို့ကထီးကိုခက်ငိုက်ငိုက်စောင်းကသွာလာလှုပ်ရှားနေသည်ကို တွေ့ရသည် အိမ်ရှိလမ်းရှိလမ်းတစ်ဖက်ကမ်းမှအိမ်တွေကိုလိုက်ကြည့်မိတော့မုတ်ပံမြီသိုးတော်ကြောင်လားမသိတကမာကြီးတွေကိုပိတ်ထားကြသည် အချိန်မှာနေ့လယ်3နာရီတာသာကန့်ရှိသေးတော်လဲတလောကလုံးမဲမောင်နေတော့သည်ကျွန်တော်ကအိမ်ပေါ်မှာနေရင်ကနာမငိမ့်သလိုဖြစ်နေသဖြင့်အိမ်အောက်မှာခွေးကိုသတိရကာကျန်းကြမှာတဆင် အောက်သို့ငုတ်ကြည့်လိုက်မိသည်စိတ်ထဲအထူးဆန်းလိုဖြစ်သွားသည် ကျွန်တော်များအမြင်မှားလေသလားဟု ကိုကိုကိုဝေခွဲမရဖြစ်ရသည်ထို့ကြောင့်မျက်လုံးကိုကြမ်းကြမှခွာကံဟိုဟိုဒီဒီလိုက်ကြည့်မိသည်ပြီးမှပြန်ငုံကြည့်တော့လဲဟိုခွေးကိုမတွေ့ရတော့ရင်သည်ကြည်နူးမှုဖြင့်တစ်ဖြက်ဖြက်ခုန်လာသည်သူပြန်ကောင်းသွားပြီလားသွားနိုင်လာနိုင်အောင်ဖြစ်နေပြီလားသို့မဟုတ်သူသခင်တယောက်ယောက်ကလာပြန်ခေါ်သွားပြီလားအစရှိသည်ဖြင့်အချိန်ချင်းဖန်မှန်ပြန်လည်စဉ်းစားနေမိသည်။နာတာရှိဝေဒနာဖြစ်နေသောသူ့အတွက် ယောဂါမှာယူပစ်တယ်လို့ချက်ချင်းပြောက်သွားဖို့ဆိုဒီမှာလုံးဝမဖြစ်နိုင် သူတခင်တယောက်ကလာခေါ်သွားသည်ဆိုရင်လဲအိမ်ရှင်ဖြစ်သည့်ကျွန်တော်တို့မိသားစုကိုအတိပေးအကြောင်းကြားပြီးမှခေါ်ရလိမ့်မည်ထို့ပြင်မနက်ကအစာစင်ကြွေတုံသူ့မျက်လုံးတွေသည်ယခင်ကလို ကြည်လင်မနေဘဲအနှဲငယ်ညိုမှိုင်းနေသလိုဖြစ်နေသည်ကိုကျွန်တော်သတိထားမိသည်ဤသို့ဆိုရင်သူဘယ်ရောက်သွားပြီလဲဘာဖြစ်သွားပြီလဲဟူသောမေကွန်းတို့ချို့က ကျွန်တော်အသည့်စိတ်ကိုထိုးစွာမှွေနှောက်နေသည်ထို့နောက်ကျွန်တော်နှုတ်ဖျားမှစကားရဲ့တချို့ကလှုပ်ခနဲထွက်သွားသည်မိမကြီးဟဲ့မိမဟိုကောင်မရှိတော့ဘူးကွာကျွန်တော်အတန်းကြောင့်ဇနီးအိတ်ခန်းထဲမှအပြေးထွက်လာပြီးဘယ်ဘယ်ရောက်သွားလို့လဲဟုမေးလာသည်ကျွန်တော်ကလည်းကျမ်းပေါ့မှအောက်ကိုငုတ်ကြည့်ရင်းစိုးလိုက်ရသည်လာလာကြည့်သံငါမြမျက်စိမှားနေသလားလို့တခြားရောက်ချင်းရောက်နေမှာ ဇနီးတွေကကျွန်တော်နီးတူငုတ်ကြည့်ရင်ဟဲဟုတ်ပါရဲ့မရှိတော့ဘူးတော့အစာကွက်ကလေးတောင်အရာမယွင်းသေးဘူးဟုရေရွတ်သည် ကျွန်တော်ကစိတ်ထဲတွင် မတင်မကျဖြစ်လာသဖြင့်ထန်ရမထကထီးကိုဆွဲရင်အိမ်အောက်သို့ဆင်းလာခဲ့မိသည်ထီးရွက်ပေါ်သို့တစ်ဖြောက်ဖြောက်ကြာဆင်းလာသောမိုးဆက်တို့၏အတန်များမှ ပြင်းထန်လွန်နေသည်အိမ်နောက်ဖေးဘက်စည်းသို့အပြေးလွှားသွားကြည့်တော့သူ၏အရေးရောင်ကိုပင်မမြင်ရထို့ကြောင့်အိမ်ရှိသို့ချက်ချင်းပြေးထွက်လာရသည် လမ်းမှာရောက်တော့ဟိုဘက်ဒီဘက်ကိုဘယ်ညာလှဲ့ကရှာဖွေကြည့်မိသည် မတွေ့ထိုတတော်ပျောက်ချင်းမလားပျောက်သွားသည်ကကျွန်တော်တို့အထူးသန်းလို့ဖြစ်နေသည်ကောင်းသွားလို့များလားဟူသည်မျောလင့်ချက်တချို့ကလည်းကျွန်တော်ရင်တွင်ခိုအောင်နေတုံးရှိသေးသည်ထို့ကြောင့်နေကောင်းသွားတာပဲဖြစ်ပါစေဟုအကြိမ်ကြိမ်ဆုတောင်းပေးနေမိသည်ထိုအချိန်တွင်ဇနီးဖြစ်သူကလည်းထီးတစ်ချောင်းနဲ့ဆင်းလိုက်လာရင်းမေးသည် တွေ့လား ခေါင်းကိုအသားရခါရန်ပြရင်အိမ်ထဲပြန်ဝင်ပြီးပြင်တော့အိမ်ရှိမျက်စောင်းတို့မှခွေးအောင်တဲ့ချက်ကြားလိုက်ရသည် ကျွန်တော်ခွေးများလာဟူသောမျောလင့်ချက်ဖြင့်အတန်လာရာစီသို့လှမ်းကြည့်လိုက်တော့ထိုအိမ်မှခွေးဖြစ်နေသည်၎င်းသည်တနေရာရာသို့ကြည့်ကာစူးစူးဝါးဝါဆွဲဥလိုက်သောကြောင့်ကျွန်တော်မျက်လုံးတွေလည်းထိုခွေးကြည့်နေရာစီသို့ဖြက်ခနဲလွင့်စင်သွားသည်ဖျားဖျားရုတ်တရက်မြင်လိုက်ရသောမြင်ကွင်းကြောင့် ရင်တွင်းစီမှဖျားတလိုက်မိသည်ပြီးနောက်ရင်တွေပါခုံလာပြီးလူတကိုယ်လုံးမှလည်းနက်ကြသလိုတဆက်ဆက်တုံရင်လာခဲ့သည်ကျွန်တော်ကြည့်နေရစီတို့ဇနီးတွေကပါလိုက်ကြည့်ရင်အမေရိကန်တခုထွက်ကြလာခဲ့သည်ဟဲမြင်တွေ့လိုက်ရသည်ကကျွန်တော်တို့နေအောင်စလုံးကျွေးမွေးစောင့်ရှောက်လာခဲ့သည်ဂီလာနာခွေးကလေးမြေကြီးပေါ်တွင်ဝမ်းရထိုးကရှေ့လက်နှစ်ဖက်ကိုမြေကြီးကိုတတ်နိုင်သည်မအာယူကုတ်ချရင်း ရှေ့သို့ရောက်ရန်ပင်မန်းကြီးအားထုတ်နေသည်ခန္ဓာကိုယ်အောက်ပိုင်းကသူ့အတွက်လေးလံလှသည်ဝင်းတော့ဝင်ဖို့တစ်ခုကိုရုံးကန်ဆွဲနေရသဖြင့်ခီးကြီးမတွင်လားသူ့ဥဒိယလမ်းဤစန့်ကျင်ဘက်ရက်ကို မျောကြည့်တော့ရွှွန်မြေပေါ်တွင်ရှေလျားလွန်းလာသောစစ်ကြောင်းကြီးတစ်ခုအိမ်ရှိအိမ်မခွေးဤအတန်းကြောင့်အခြားခွေးများကလည်းဆွဲဆွဲငင်ငင်ဥနေကြတော့ရှိသေးသည် အာယုန်ထဲတွင် ကျွန်တော်တို့အိမ်တို့သူစတင်ရောက်ရှိလာသည့်နေ့ကို တစ်ဖြက်ဖြက်ပြင်မြင်နေသည် အထူးသဖြင့်ကျွန်တော်ကိုယ်တိုင်ပြောခဲ့မိသောစကားရဲ့အချို့ကို ရှင်ထဲတွင်ဘောင်မင်ခက်ခါပြန်ကြားနေသည်ဒီကောင်ကိုလက်ခံထားလို့မဖြစ်ဘူးကွာမတော်တဆဒီနေရာမှာတည်သွားရင်လည်းအလုတ်ကပိုလာအောင်မဖြစ်ဖြစ်တဲ့နီးနယ်သာမောင်းထုတ်ပစ်လိုက်လက်ရှိအခြေအနေအရကျွန်တော်သူ့ကိုပြောခဲ့မိသောစကားများကို သူကပြန်၍အတိမတ်ပြု တုတ်ပြန်လိုက်သည်လားသို့မဟုတ်ကျွန်တော်တို့သူ့ဘောထားခဲ့သော စေတနာတွေကိုပါ ဒီအမူအရာတွေနဲ့တက်သေးပြလိုက်သည်လား။တေချာသည်က သူ၏ဝင်းတော့ဝင်းပိုးကိုကျွန်တော်တို့အတွက်အလုံမပိုးစေခြင်းရွေပဲလားဟု ဆိုသည်ကိုကျွန်တော်ကိုယ်တိုင်မင်းမဝေခွဲတတ်တော့။သူရှိရာသို့ထပ်မံမျှော်ကြည့်လိုက်တော့လက်အစုံနှင့်မြေကြီးကိုကုတ်ချစ်ခါရှေ့ကိုရောက်အောင်ကြကုတ်ကြခဲ အားထုတ်နေတော့ဥကောင်းကတော့စက်ခနဲစက်ခနဲကွေးညွတ်ကြသွားလိုက်ဇွဲနှဘဲနဲ့ထမှန်၍ကြိုးစားလိုက်သူ့ခန္ဓာကိုယ်ကြီးက ဤကနေတစ်ချက်ရွေသွားလိုက်ဖြင့်ရှေ့ခက်လန်းလန်းရှိအမိုက်ပုံစီတို့ပင်မန်းတကြီးစူးစာအားထုတ်နေတော့အနာရှိဇနီးတွေကိုလှမ်းကြည့်လိုက်မိတော့မျက်ဝန်းအိမ်တွင်မျက်ရည်ကြည်တို့ဝေ့ဝဲလျက်လင်းလုံးခင်စာပေအမှုပညာပန်းခင်ဩဂုတ်လ2018ခုနှစ်